တောင်လနကာယဖွဲ DNL ထိန်းချုပ်ထားတဲ့နောင်ချုံမျိုးနဲ့တဝိုက်ကိုတမရော်ဘက်ကအင်အားအလုံးရင်းနဲ့ပြန်လဲထိုးစစ်ဆင်နေပြီးနေမြေတချို့ကိုလည်းပြန်လဲထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိနေတယ်လို့စစ်ရေးအတိုင်းဝန်ကဆိုပါတယ်။ DNL အဖွဲ့ကိုထိုးစစ်ဆင်နေတဲ့ကာလမှာတမရော်ဘက်ကနေနေစဉ်လက်နက်ကြီးအလုံးရင်း drop on အလုံးရင်းဘလောက်အထိအသုံးပြုကထိုးစစ်ဆင်နေတာပါလဲ။ ဒီသတင်းကြောင်းရလေးကိုမတင်ဆက်ခင်မှာနေစစ်တီမီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့မိသားရခင်ပါရစေ။မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ကိုကန်လက်နက်ကိုင် MNDE တောင်လက်နက်ကိုင် DNL ရခိုင်လက်နက်ကိုင် AA တို့ဟာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ28ရက်မှာ1320စစ်စင်ရင်အမည်နဲ့တိုက်ပွဲတွေကိုအပြင်းထန်ဖော်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလိုဖော်ဆောင်တဲ့တိုက်ပွဲတွေအတွင်းမှာမြောက်ပိုင်းလက်နက်ကင်သုံးဘွဲ့ဟာနည်းနည်းတချို့ကိုတီးကြစီတရားမဝင်ထိတ်ချုပ်ခွင့်ရရှိခဲ့ပါတယ်။အခုချိန်မှာတော့တရုတ်နိုင်ငံကဂျာဝင်ဆစ်ဆက်ပြီးမှုကြောင့်တမရွန်နဲ့ကိုကဲလက်နက်ကင် MND တို့ကြားမှာတိုက်ပွဲတွေရစဲသွားပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လို့တမရော်နဲ့တအောင်လက်နက်ကင် DNL လေးတို့ကြားဆွေးနွေးပွဲတွေဟာအဆင်ပြေမှုမရှိခဲ့ပဲတိုက်ပွဲတွေစီကိုဆက်လက်ဦးတည်ခဲ့ပါတယ်။ဒါကြောင့်ခုချိန်မှာတော့ တမရော်ဟာ DNL လက်နက်ကင်အဖွဲ့ဝင်ရောက်နေရာယူထားတဲ့နေရာတွေကိုအင်အားအလုံးအင်းင်းနဲ့ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေကိုလည်းအများအပြားသုံးဆွဲကထိုးစစ်ဆင်နေလျက်ရှိပါတယ်။တောင်လက်နက်ကင်အဖွဲ့ဝင်ရောက်နေရာယူထားတဲ့နောက်ချုံမြို့နယ်မှာရှိတဲ့လက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းလုံဝဲနဲ့ကုမတိကြီးရွာတွေမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေလျက်ရှိပါတယ်။ အဲ့ဒီဒေသတွေမှာဂျွန်လ20ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်မှာတက်မရောဘက်ကတရက်ထဲမှာပဲလက်နက်ကြီး150နီးပါးနဲ့ပစ်ခတ်ခဲ့သလို drone နဲ့ဘုံလုံးရီ40နီးပါးချဲချတိုက်ခတ်ခဲ့တယ်လို့စစ်ရေးအတိုင်းဝိုင်းထံကနေသိရပါတယ်အလားတူပါပဲဂျွန်လ19ရက်နေ့18ရက်နေ့တွေမှာလည်းအဒီဒေတာတဝိုက်မှာတက်မရော်ဘက်ကလက်နက်ကြီးအလုံးကြီး100ကျော်နဲ့ဒရော့ဘော်အလုံးကြီး80နီးပါးကိုအသုံးပြုက နေမြေထိန်ချုပ်ခွင့်ပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နောက်ချိုဒေသမှာ DNL လက်နက်ကင်အဖွဲ့ထိချုပ်ထားတဲ့ point 1269စကန်ကုန်းကိုတမရော်ဘက်ကဂျွန်လ22ရက်ယမန်နေ့ကပြန်လည်ထိန်ချုပ်နိုင်ခဲ့တယ်လို့တမရော်နဲ့နှိစက်တဲ့တိုင်ဝမ်ကဆိုပါတယ်။ရုပ်လောင်းနဲ့လက်နက်တွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုကြပါတယ်။ ဒါကြောင့်တမရအနေနဲ့ TNL ထိန်းချုပ်ရာစခန်းတွေကို နေစဉ်လိုလိုထိုးစစ်ဆင်နေလျက်ရှိသလို နေစဉ်လိုလိုလက်နက်ကြီးအလုံးတရာကျော်နဲ့ပစ်ခတ်ကထိုးစစ်ဆင်နေကြတာပဲဖြစ်ပါတယ်။မကြခင်မှာတမရအနေနဲ့နောင်ချိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်